်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိုးကုံမှာစစ်ကောင်စီတပ်နဲ့ထော်လန်ရေးတပ်ဖွဲ့တွေစတင်တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တအောင်တက် DNL ကစစ်ကောင်စီတပ်ကိုလွှဲပေးထားတဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ထော်လန်ရေးတပ်ဖွဲ့တွေတိုက်ပွဲတွေစတင်ဖြစ်ပွားနေကြတယ်လို့ မိုးကုတ်ဒေသခံတွေစီကတည်ရပါတယ်မနေ့ကနိုဝင်ဘာလ30ရက်နေ့ညနေ9နာရီခန့်မှာစစ်ကောင်စီတပ်ဟာမိုးကုတ်မြို့ပေါ်အပအဝင်ဒေါ်လာရေးတပ်ဖွဲ့ဝင်တွေခြေကုပ်ယူထားတဲ့မြို့ပြင်နေရာတွေကိုပါစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေစတင်ဖြစ်ပွားနေကြတယ်လို့မိုးကုတ်ဒေသခံတပ်ဦးကသတင်းဌာနကိုပြောပါတယ်မိုးကုတ်မှာစကစကဒေါ်လာရေးအဖွဲ့တွေရှိတဲ့နေရာအထိထိုးလာလို့ထိထွေဖြစ်တဲ့စကစကနောက်ပြန်ဆုတ်သွားပါတယ်။အတီးပြုတ်ဖို့လိုနေသေးတဲ့အချက်ကစကစကိုတရနယ်ကဒေါ်လာရေးအဖွဲ့တွေရှိရာစီအထိခေါ်လာလို့ဆိုတဲ့အချက်ဖြစ်ပါတယ်လို့သူကဆက်ပြောပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာတနအီကျော်ကြာမြင့်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဟာလက်ရှိမှာတော့မိုးကုတ်မြို့တွေကိုပြန်လည်ဆုတ်ခွာသွားကြတယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့ကအပြစ်ခတ်ရက်စဲထားတဲ့တောင်တန် TNL ဟာအင်အားထောင်ထဲချပါတဲ့စစ်ကောင်စီတပ်ကိုကားအကြီးတွေနဲ့မိုးကုတ်မြို့တွေကိုခေါ်သွင်းလာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့မိုးကုတ်မြို့တွေမှာတောင်တန် TNL တပ်ဖွဲ့ဝင်အချို့ရှိနေတယ်လို့ စစ်ကောင်စီတပ်တွေနဲ့အုပ်ချုပ်ရေးအပိုင်းတွေဆွေးနွေးမှုတွေရှိနေပြီးမြို့တွင်းရှိအဝင်အထွက်လမ်းအကုန်လုံးကိုလည်းစစ်ကောင်စီတပ်ကပိတ်ပင်ထားတယ်လို့သိရပါတယ်။မိုးကုတ်မြို့တဲကိုစစ်ကောင်စီတပ်ကဝင်ရောက်မှကြောင့်မြို့ပေါ်မှဒေသခံတချို့ဟာဒီဇက်ရမန္တလေးပြင်ဦးလွင်စားတဲ့မြို့နယ်တွေကိုစစ်ပေးတိတ်ရှောင်နေကြရပြီးမြို့ထဲမှာကြန့်ရှိတဲ့သူတွေအချို့ကတော့အပြင်ထွက်ခွာခွင့်မရကြဘူးဖြစ်နေကြတယ်လို့လည်းသိရပါတယ်။ ကျောင်းတန် DNL ဟာ2023ခုနှစ်အော်တိုဘာလ28ရက်နေ့မှာစတင်ခဲ့တဲ့2029စစ်စင်ရေးပထမအပိုင်းအတွင်းမှာရှမ်းမြောက်မှကော့ခိုင်နံပါတ်2နန်ခမ်းနန်းဆန်မန်တုံမိုင်းငော့မိုင်းလုံမြို့စတဲ့ခုနှစ်မြို့ကိုသိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပြီးအခုနှစ်ဇွန်လ25ရက်နေ့မှာစတင်ခဲ့တဲ့2029စစ်စင်ရေးဒုတိယပိုင်းမှာတော့မုံမိတ်ကြောင်မဲနောင်ချိုတီဘောနဲ့မန္တလေးတိုင်းကမိုးကုတ်မြို့တို့အပါအဝင်စုစုပေါင်း12မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ် အဆိုပါတိမ့်ပိုက်ထိန်ချုပ်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီတပ်ကတရုတ်အားကိုနဲ့ဖြက်လေပြက်လုံးဆောင်ပြီးလေကြောင်းမြေပြင်ထိုးစစ်တွေနဲ့အတူစစ်ကြောင်းထိုးကဖိအားပေးတိုက်ခိုက်ခဲ့တာကြောင့်ပြီးခဲ့တဲ့အောက်တိုဘာ29ရက်နေ့မှာတော့နှစ်ဖက်တပ်တွေရောက်တဲ့နေရာမှာအပြစ်ခတ်ရစဲဖို့အတွက်သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။အပြစ်ခတ်ရစဲရေးသဘောတူစာချုပ်မှာတောင်းတန် DNL ကသူတို့ထိန်ချုပ်ထားတဲ့မိုးကုတ်မိုးမိတ်မြို့နယ်တွေကနေစုခွာပေးရမှာဖြစ်ပြီးစစ်ကောင်စီတပ်ကလည်း DNL ထိန်ချုပ်ထားတဲ့အခြားမြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုရပ်တန့်ဖို့စားတဲ့အချက်တွေပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ DNL ကမိုးကုတ်မိုးမိတ်မျိုးနယ်တွေကနေစုခွာပေးလိုက်ပေမယ့်မဟာမိတ်အဖွဲ့တွေဖြစ်ကြတဲ့ဒေတာကန် PDF ပြည်သူ့ကောက်ကွယ်ရေးတပ်မန္တလေး MTY PDF မိုးကုတ်ပကဖောင်မိုးကုတ်ဖြူဟာအပါအဝင် NUG တပ်ဖွဲ့တွေနဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တို့ကဝင်ရောက်နေရာယူထားခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒီလိုတက်ဆွဲနေရာယူထားကြတဲ့ PDF အဖွဲ့တွေကို DNL ရဲ့ညှိနှိုင်းပြောဆိုချက်အရသူတို့နေရာယူထားကြတဲ့မြို့ပေါ်ကနေစုခွာပေးလိုက်ရပြီးမြို့အနီးဝန်းကျင်မှာ နေရာတွေမှာတက်ဆွဲနေရာယူထားကြတာကြောင့်တိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တယ်လို့မိုးကုတ်ဒေသခံတွေစီကသိရပါတယ်။ဆလဘီမိုးကုတ်မြို့မှာမိုးမိတ်မြို့ဘက်သို့ခြေတက်လာသောစစ်တပ်စစ်ကြောင်းကို KIAPDF ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်မှု KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးအတီးပြုတ်တယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကုတ်မြို့မှာမိုးမိတ်မြို့ဘက်သို့ခြေတက်လာသောစစ်တပ်စစ်ကြောင်းကို KIA KPDF အပါအဝင်ဒေါ်လန်ရေးပူးပေါင်းတပ်များက ကြာဖြတ်တိုက်ခိုက်ခဲ့ကြောင်းတော်လရေးတရင်ရင့်မြစ်ကပြောဆိုပြီးအဆိုပါတရင်မှာမှန်ကန်ကြောင်း KIO KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကလည်းအတည်ပြုလိုက်ပါတယ်။ရမန်နေ့နိုဝင်ဘာလ30ရက်နေ့ည8:00နာရီချိန်ဘူကုံမျိုးပတ်မှမိုးမိန်မျိုးပတ်တို့ထွက်လာသောစစ်တပ်စစ်ကြောင်းနှင့် KIA KPD ရဲ့အပါအဝင်တော်လရေးတပ်များအကြောင်းတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲအသေးစိတ်အခြေအနေကိုမေးမြန်းနေစေဖြစ်ကြောင်း KIO KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကရှင်းပြပါတယ်။ မင်းညာရှစ်တားရီဝင်ချင်းမိုးကုတ်ကနေမုံမိတ်မြို့သွားတဲ့လမ်းအကြားမှာတိုက်ပွဲဖြစ်တာပါကျွန်တော်တို့လည်းသေးစိတ်မတည်ရသေးဘူးအဲ့ဒီဘက်ကဖုန်းလိုင်းတွေကတ်တော့တဆင်ပြီးတဆင်မေးမြန်းနေရတယ်အဲ့တော့မိုးကုတ်မိုးမိတ်အကြားလမ်းမှာတိုက်ပွဲဖြစ်တာကိုပဲကျွန်တော်တို့ပြောနိုင်တယ်ဟုဘုံမူကြီးနော်ဘူးကပြောဆိုပါတယ်ဘုံမူကြီးနော်ဘူးကနိုဝင်ဘာလ3ပိုင်းသတင်းဌာနနဲ့ဆက်သွယ်မေးမြန်းချက်တွင် DNL စုပ်ဖွဲ့မဲ့မိုးမိတ်မြို့မှာ APSDF နဲ့ PDF တို့ကို KIA ကစီရင်ခုညီမိဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ် မိုးမိတ်မြို့နယ်တွင် KIA တပ်ရင်းများရှိပြီး APSDF PDF တို့နှင့်အတူပူးရွှေ့ရှိနေကြောင်းတပ်ပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်း KIA အနေဖြင့် TNL စုခွာမိမိုးမိတ်မြို့နယ်ပတ်သက်၍စည်ရေးအရဆောင်ရွက်ရန်မရှိတော့လဲ APSDF နှင့် PDF တို့ဤစည်ရေးလှုပ်ရှားမှုများလှုပ်ဆောင်လာလျင် KIA ကကူညီသွားမည်ဖြစ်ကြောင်းဘုံမူကြီးနော်ဘူးကပြောဆိုပါတယ်မိုးမိတ်မြို့နယ်မှာကျွန်တော်တို့ KIA တပ်ရင်း34ရှိတယ် KIA PDF တပ်ပေါင်းစုအတူတူနေတယ် အခြေချထားတယ်မိုးမိတ်မှုနဲ့ပတ်သက်လို့ဒီတက် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူးဒါပေမဲ့မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KIA ကူညီတာမျိုးရှိနိုင်တယ်ဟုဘုံမူကြီးနော်ဘူးကသတင်းဌာနကိုပြောကြားပါတယ်မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ်ခရိုင်တွင်ဖြစ်ပေါ်နေသောအခြေအနေများအရာဒီတို့ပင်အခက်အခဲဖြင့်ကြုံတွေ့စေကာမူပြည်သူနှင့်တသားတည်းရှိနေမည်ဖြစ်ကြောင်းထို့ပြင်စစ်ကောင်မရှင်လက်အောက်သို့မကြောက်ရောက်စေရန်နှင့်ဒေါ်လာကြီးအောင်မြင်မှုပန်းနိုင်စီတို့အမြန်ဆုံးရောက်ရှိစေရန် ဒေါ်လာယင်းညီနောင်မဟာမိတ်များနဲ့အတူပူးပေါင်း၍အောင်မြင်မှုရသည့်အထိဇလက်ကြီးတက်သွားမည်ဖြစ်ကြောင်းဂရီးသစ္စာပြုထားပါသည်။ TNL ကအော်တိုဘာလ29ရက်နေ့တွင်တရုတ်ဤချောင်းဝင်စစ်ဆင်မှုဖြင့်စစ်တပ်၏အပြစ်ခတ်ရက်စဲလိုက်ပြီးမိုးကုံနှင့်မိုးမိတ်မြို့များမှပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်းတရုတ်ဝင်ထုတ်ပြန်ကြေညာထားပါသည်။ဆလပီနိုင်ငံစည်းပွားရေးကြဆင်းမှုဤတရက်ခန့်အာနာသိန်းစစ်ကောင်ဆောင်မေယောင်လိုင်က GDP တိုးတက်အောင်လှုပ်ကြရန်ပြောကြားတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အာနာသိမ်းလိုက်လို့ကြဆင်းသွားတဲ့နိုင်ငံစီးပွားရေးကိုမြှင့်တင်ဖို့အတွက်အချမ်းဖတ်စစ်ကောင်းဆောင်မြောက်လိုက်ကခုံတယ်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအတင်ထွေးဆောင်ပွဲမှာဖြီးရင်းထုတ်လုပ်မှု GDP တိုးတက်အောင်လုပ်ကြဖို့ပြောဆိုခဲ့ပါတယ်။နိုဝင်ဘာ30ရက်နေ့ကရန်ကုန်မြို့အမျိုးသားကစက်ရုံမှာကျင်းပခဲ့တဲ့ UMFCCI 34နှစ်ပြည့်နှစ်ပတ်လည်အတင်းသားဆောင်ကြီးအစည်းအဝေးကိုတက်ရောက်ချိန်မှာသူကအခုလိုပြောဆိုလိုက်တာပါ။ အဆိုပါပွဲကို UMFCCI အဖွဲ့ဝင်ကုံတဲ့ကြီးတွေခရိုနီတွေတက်ရောက်ပြီးတော့ကမ္ဘောဇာဘန်ဥက္ကဋ္ဌဦးအောင်ကိုဝင်လဲပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။နိုင်ငံတကာနိုင်ငံရဲ့ချမ်းသာကြွယ်ဝတာကို GDP နဲ့တိုင်းတာတာဖြစ်တဲ့အတွက် GDP တိုးတက်ရေးအတွက်လေယာကဏ္ဍ၊စက်မှုကဏ္ဍနဲ့ဝန်ဆောင်မှုကဏ္ဍတွေကိုတိုင်းတာရတာဖြစ်ပြီးတော့ GDP အားနည်းနေတာတွေ့ရတယ်လို့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကဆိုပါတယ်။မြန်မာနိုင်ငံရဲ့ GDP ဟာအားနည်းနေပြီး လေယာဏ်ခန္ဓာကအဓိကကျတာဖြစ်လို့လေယာဏ်ခန္ဓာကနေတဆင့်စက်မှုလုပ်ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေလည်းထိုးထွက်လာပြီလို့သူကထပ်မံပြောဆိုခဲ့ပါသေးတယ်။ပြည်တွင်းပဋိပက္ခနှင့်တဘာဝဘေးအန္တရာယ်တွေကမြန်မာနိုင်ငံရဲ့စီးပွားရေးကိုဆိုးရွားစွာထိခိုက်စေခဲ့တယ်လို့ကမ္ဘာ့ဘဏ်ကလည်းထုတ်ပြန်ထားပါတယ်။အကြံဖက်စစ်တဲ့အာဏာသိမ်းပြီးတဲ့2021ခုနှစ်မှာနိုင်ငံသားယင်းနှိမ့်မြုပ်နယ်မှုတွေထွက်ခွာသွားတာဆက်ယုံပိတ်သိမ်းတာထောက်ပံ့ရေးခွင်းဆက်အခက်အခဲတွေလုံတာရှာပါပြက်လက်မှုတွေနဲ့ကဏ္ဍအသီးသီးက ကုန်ထုတ်လုပ်ငန်းတွေပြတ်တောက်သွားတာကြောင့်မြန်မာစီးပွားရေးကျဆင်းသွားရတယ်လို့ကမ္ဘာ့ဘဏ်ကဆိုထားပါတယ်။လက်ရှိငွေကြေးဖောင်းပွားမှုနှုန်းဟာနှစ်စဉ်ပြင်းပြအနေနဲ့26ရာခိုင်နှုန်းဆက်ရှိမယ်လို့ခန့်မှန်းထားပြီးလာမယ့်ဘဏ်နာနှစ်မှာ30ရာခိုင်နှုန်းအထိရောက်ရှိမယ်လို့ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့2024-2025ဘဏ္ဍာနှစ်မှာမြန်မာနိုင်ငံရဲ့ GDP ကအမေရိကန်ဒေါ်လာ86.4ဘီလီယံရှိပြီး2025-2026ဘဏ္ဍာနှစ်မှာတော့အမေရိကန်ဒေါ်လာ81.6ဘီလီယံထိရရှိဖို့စူးစမ်းဆောင်ရွက်နေတယ်လို့အကြံဖတ်စစ်အုပ်စုကောင်ဆောင်မင်းအောင်လိုင်ကဆိုထားပါသေးတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းထုတ်လုပ်မှု GDP ဟာစီအာနာသိမ်းပြီးနောက်ပိုင်းပြည်ပခတွေဖြစ်ပွားပြီးတဲ့နောက်ခုံထုတ်လုပ်မှုလျှော့နေခဲ့တယ်လို့ငလင်းတဘာဝဘေးကြောင့်စီးပွားရေးလုပ်ငန်းတွေထပ်မံထိခိုက်ပြီး GDP ဟာအနုနှစ်တသမ၅အထိကျဆင်းသွားတယ်လို့ဇွန်လမှာကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးပြည်မျိုးတွေစစ်တပ်ဤရွေးကောက်ပွဲအတူကိုစန့်ကျင်ကန့်ကွက်ကြောင်းကမ်ပိန်းပြုလုပ်တဲ့ဆွေးနွေးသတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ဘကိုးတိုင်းအနောက်ချမ်းပြည်ခရိုင်ပြည်မျိုးမှာအကြံဖက်စစ်ကော်မရှင်ကျင်းပပြုလုပ်မယ်ရွေးကောက်ပွဲကိုမျိုးကန်ပြည်သူတွေကစန့်ကျင်ကန့်ကွက်ကြောင်းကမ်ပိန်းလုပ်ခဲ့တယ်လို့မျိုးကန်တွေစီကသိရပါတယ်။နိုဝင်ဘာ30ရက်ဒီမနက်မှာအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ဦးဆောင်ပြုလုပ်မယ်တရားမဝင်ရွေးကောက်ပွဲကိုစန့်ကျင်တဲ့အနေနဲ့ဒေသခံပြည်သူတွေဟာနေအိမ်တွေမှာပဲအိမ်တွင်းတပိတ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ပြည်မျိုးသားတွေသွေးမအေးကြောင်းအတူရောက်ရွေးကောက်ပွဲကိုမဲမပေးစေလို့ကြောင်း နိုင်ငံတွေဟာအတူရောက်ရွေးကောက်ပွဲအတွက်အသုံးအချခံများမဟုတ်ကြောင်းစစ်မှန်တဲ့ရွေးကောက်ပွဲကိုစစ်တပ်ကမလုံးစစ်တပ်လုံရင်လည်းစစ်မှန်တဲ့ရွေးကောက်ပွဲမဟုတ်သွေးမအေးကြောင်းငါတို့ပြအတူရောက်ရွေးကောက်ပွဲကိုစန့်ကျင်ကြစစ်ကြုံဘဝလွတ်မြောက်ရေးအတူရောက်ရွေးကောက်ပွဲကိုတိုက်ဖြတ်ပြီးစားတဲ့တောင်းဆိုချက်တွေကိုရေးသားကပြန်ပိန်ပြုလုပ်ခဲ့ကြပါတယ်ဒါပြင်မကြခင်ကျင်းပမဲ့ရွှေကောက်ပွဲဟာဖြစ်သူလူထုကိုစစ်ဖက်နှက်အောင်သွတ်သွင်းတဲ့ရွှေကောက်ပွဲဖြစ်တယ်လို့အကြံဖတ်စေအုပ်စုအနေနဲ့တက်တန်းရှိအောင်တက်တန်းတိုးတဲ့ရွှေကောက်ပွဲတစ်ခုလည်းဖြစ်တယ်လို့ဆိုပါတယ် ကျွန်တော်တို့ကိုဗစ်ကာလကြီးထဲမှာရောခက်ခက်ခဲခဲပြည်သူတွေကမဲယုံသွားပြီးတော့တခဲနဲ့ထောက်ခံအားပေးတဲ့ပါတီအနိုင်ရတယ်။ဂျာကိုမဲစရက်မှားတယ်ဆိုပြီးတော့သူတို့ကအာဏာသိမ်းလိုက်တယ်။ဒီလိုပဲစစ်ကောင်စီကအချောင်းအမျိုးမျိုးပြပြီးတော့လုံနေအောင်မှာဒါကြောင့်ဒီရွေးကောက်ပွဲဟာလုံးဝစစ်မှန်တဲ့ရွေးကောက်ပွဲမဟုတ်ဘူး။ဒါကြောင့်ပြည်သူလူထုအနေနဲ့ဒီစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့လေပြောချင်ပါတယ်လို့တပိတ်မှာပါဝင်သူတယောက်ကသတင်းဌာနကိုပြောပါတယ်။နိုဝင်ဘာ27ရက်ကလည်းပြည်မျိုးနယ်ဝတ်တီးခန့်နယ်မြေ ခွင်ကြီးအုပ်စုမှမဲပေးပုံမဲပေးနီးတရုတ်ပြပွဲကိုဒေသခံတွေတက်ရောက်လာခြင်းမရှိတာကြောင့်ဂျီဝါအုပ်ချုပ်ရေးမှုနဲ့ရက်ကြီးစည်ရီတို့ကိုပြည်မျိုးနယ်ထွေးအုပ်ယုံကနေထူချေလွာတောင်းတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါသေးတယ်။ကျမတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။